ကိုလည်းငူပါတယ်နောက်ဆုံးအဲ့ဆက်လန်းအဲ့နောက်ဆုံးကန်ရိုက်ဖို့နိုင်ဝက်လောက်ကြိုးပြီးတော့မုမုထင်တာလေအဲ့အဲ့လိုမုကြိုးထဲတာမမီတက်ကလည်းပဲမမီတက်ကလည်းပဲအရှိမပြောနေနော်သူကလည်းမျက်ရည်တွေကြိုးပြီးတော့ဝဲတာခေါ်လဲသူ့ကြည့်ပြီးတော့လေအဲ့နောက်ဆုံးကန်တော့တော်တော်အမှတ်တရရင်မျက်ရည်နဲ့ကွာဖီးမိုးတွေကလည်းအရန်ငိုကိုကြီးကလည်းငိုအကိုလည်းငိုဆိုတော့ဒီလားနောက်ဆုံးကတော့အရန်ပြိတ္တတွေလည်းငိုရမှာကိုလည်းပဲလုံးဝလုံးဝမုကအရန်ဖြစ်နေတာတော်တော် ပြုဆောင်ထားပါတယ်ကြိုးစားပြီးအခုနေဘက်တွေမှာနေဘက်တွေသွားလို့ရှိရင်လေပြိတ္တတွေကအစိုးရလို့မပြောဘူးအဲ့မှာမင်းသမီးလာမင်းသမီးလာလို့ပြောအခေါ်ခံကအခေါ်ခံရအခါစားတော့တဲ့ဘလို့လည်းမသိငယ်ငါမင်းသမီးလည်းမဟုတ်ပဲနဲ့ရှိတ်တိတ်နေဖြစ်တာပေါ့နော်ဘာကြောင့်ကဲခေါ်ခြင်းလဲခေါ်မင်းသမီးဆိုပြီးတော့အခေါ်ခံကပါများနားကျင်လာလေအဲ့တော့သူတို့ခေါ်တဲ့မင်းသမီးဆိုရနာမည်နဲ့ထိုက်တန်အောင်လို့မင်းသမီးဖြစ်အောင်လေဒါဖြစ်ဖြစ်နဲ့စူးစမ်းသွားဖို့အစီအစဉ်ရှိ ရာလေးရိုက်တော့မယ်ဆိုပြီးတော့လှမ်းပြီးတော့ပြောတဲ့အချိန်မှာအာဆရာရိုက်မှာပေါ့ဝါသနာပါတယ်လေးရိုက်မယ်ဆိုပြီးတော့ဒါရိုက်ဖြစ်သွားခဲ့တာပေါ့ရွှေမိနေတာဆရာပြောပြကြပြီခရီးတစ်ခုကပြန်လာတော့အကားပေါ်မှာပြောပြအဲ့ကမျက်ရည်တွေပါဝဲပြီးတော့အရန်ရိုက်ချင်နေတဲ့ဇက်လေးကဟိုရိုက်မယ်ဆိုတော့ရိုက်ဖြစ်သွားတာပေါ့ကိုကြီးဖောက်ဝေးကတော့သူကိုယ်တိုင်ရယ်လဲဒရိုက်တာဖြစ်တယ်သူ YouTube ကင်းလीเนาะဘယ်မှာဖြစ်သူကဇလန်းနေဘူးလားဟိုလဲသူကဥဆောင်ပြီးတော့လုပ်တဲ့သူဆိုတော့သူကလည်း တက်ဖို့ကလည်းမကျွမ်းဘူးကလည်းမကျွမ်းဘူးဆိုလို့ရှိရင်အဲ့ဒါစစ်မပြေဘူးလေအခုကျတော့ तू ကအရန်ကျွမ်းတယ်လုံနေကြဖြစ်တယ်ဆိုတော့ကိုတွဲခေါ်နိုင်စွမ်းအားရှိတယ်ပေါ့နော် तू မှာအဲ့လိုမျိုးဆိုတော့လုံးဝလုံးလောက်ရတာဟာကွက်မရှိလုံးဝအဆင်ပြေတယ်ပေါ့ ID မိုင်းနဲ့ပတ်သက်ပြီးတော့ကိုကမကြိုင်ခဲ့ရဘူး။ကိုကဘယ်လောက်ထိပြင်ဆင်ခဲ့ရလဲ။အာ ID မိုင်းနဲ့ပတ်သက်ပြီးတော့ကိုတွေးထားတာလေအများကြီးတွေးထားတာတိတာ။ကိုတခဲခဲရင်ကြိုက်ပြီလို့ရှိရင်ရှက်နေရတယ်ဟိုနည်းနည်းကြံခဲ့ရတယ်ရှိတယ်။အဲ့ကြံတော့နည်းနည်းအားမလိုအများတော့ဖြစ်တယ်။ဒါပေမဲ့ဟိုသင်ခန်းစာတော့ရတာပေါ့ဒီမှာငါနည်းနည်း ID ရော့သွားတယ်။ထပ်ပြီးတော့မဖြစ်မယ်။တေချာလေးနောက်ခါကြလို့ရှင်တော့ဒီလိုမဖြစ်အောင်စိတ်ကူးထားတဲ့အတိုင်းတကယ်ရိုက်ဖြစ်အောင်ရိုက်မယ်ဆိုပြီးတော့စိတ်ကူးရအဲ့လိုမျိုးတွေးရအောင်ပဲပြောကြတာပဲပြည့်တက်တယ်ရလို့ဆိုတော့နောက်ဆုံးကန့်ကြည့်ပြီးတော့ငိုအောင်ပါ ဘဝမှာကိုလည်းငူရတယ်နောက်ဆုံးအဲ့ဇလန်အဲ့နောက်ဆုံးကရိုက်ဖို့နိုင်ဝက်လောက်ကြိုပြီးတော့မုမုထဲတာဟိုအဲ့လိုမုကြိုထဲတာမမီတက်ကလည်းပဲမမီတက်ကလည်းပဲအရှိမပြောနေတော့သူကလည်းမျက်ရည်ကြီးကြိုပြီးတော့ဝဲတာခေါ်လဲသူ့ကြည့်ပြီးတော့လေအဲ့နောက်ဆုံးကတော့တော်တော်အမှတ်တရရင်လည်းမျက်ရည်နဲ့ကွာဖီးမိုးတွေကလည်းအရန်ငိုကိုကြီးကလည်းငိုအကောလည်းငိုဆိုတော့ဒီလားနောက်ဆုံးကတော့အရန်ပြိတ္တတွေလည်းငိုသွားမှာကိုလည်းပဲလုံးဝလုံးဝမုကအရန်ဖြစ်နေတာတော်တော် တိကျအောင်ထားပါတယ်စူးစမ်းပြီးအခုနေဘက်တွေမှာနေဘက်တွေသွားလို့ရှိရင်လေပြိတ္တတွေကအစိုးရလို့မပြောဘူးအဲ့မှာမင်းသမီးလာမင်းသမီးလာလို့ပြောအခေါ်ခံကအခေါ်ခံရအခါစားတော့တဲ့ဘလို့လဲမသိငယ်ငါမင်းသမီးလည်းမဟုတ်ပဲနဲ့ရှိတ်နေပင်းနေဖြစ်တာပေါ့နော်ဘာကြောင့်ကဲခေါ်ခြင်းလဲခေါ်မင်းသမီးဆိုပြီးတော့အခေါ်ခံကပါမြင်တော့နားကျင်လာလေအဲ့တော့သူတို့ခေါ်တဲ့မင်းသမီးဆိုတဲ့နာမည်နဲ့ထိုက်တန်အောင်လို့မင်းသမီးဖြစ်အောင်လေဒါဖြစ်ဖြစ်နဲ့စူးစမ်းသွားဖို့အစီအစဉ်ရှိဒါလည်းပဲ ကံပါမှလည်းဖြစ်မှာပေါ့နော်အဲ့လိုမျိုးဆိုတာပြီးပြီးနဲ့အခုလောလောဆယ်မှာကိုကိုရှိတဲ့ဒါပြိသက်နဲ့အတူရွှေတန်းထားပြိသက်ကိုဟိုအားပေးနေတဲ့ပြိသက်တွေအတွက်ငါအားပေးရသူကတော့ဒီလိုညိမ့်နေပဲနဲ့ဒီလိုဒီလိုဒီလိုအက်တစ်တွေဖြစ်နေတာဆိုတော့အတန်မျိုးလေးကြားရအောင်အများကတော့စူးစမ်းနေရဲ့ကဲအခုလည်းမော်ရယ်ရွှေမိပေါ့နော်ရွှေမိနေရနေပြီးတော့ရိုက်ကူးထားတယ်အဲအဲ့တချင်းလေးထွက်လာလို့ရှိရင်လည်းပဲအဲ့တချင်းမဟုတ်ပါဘူးဇက်ဇလန်တို့လေးပေါ့နော်အဲ့ဇလန်တို့လေးလာမဲ့နိုဝင်ဘာ18ရက်နေ့မှာ Channel 24က discipline နဲ့အကြလို့ရှင်လည်းပဲအားပေးကြပါအောင်လို့ရှင်ဒီတက်ပြောစီပါရှင်။